င်္ဂလာပါခင်ဗျရန်ကုန်ကစ်တစ်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးအလုံးစုံချုပ်ငင်းရေးအတွက်အရကတော်တော် AA ကဆက်လက်အကောင့်ထက်ပေါ်နေတယ်လို့ AA ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ် ပြည်ဝင်မြို့အထက်နောင်ချုံမြို့နယ်ဒဲမှာရှိတဲ့တောင်ခမ်းရွာနဲ့အကြပ်ပစကောင်စီရဲ့အမတ၃၅၄တက်စကန်တွေဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစေကောင်စီတပ်ကလေကြောင်းပစ်ကူတွေနဲ့ပါဘုံကျဲတိုက်ခိုက်နေတယ်လို့ TNL ကပြောထားတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မှာအကြပ်ပစကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးအလုံးစုံချုပ်ငင်းရေးအတွက်အရခတတော် AA ကဆက်လက်အကောင့်ထည့်ဖော်နေတယ်လို့ AA ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ် လက်ရှိရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတစ်နှစ်ပြည့်သွားတဲ့ယမန်နေ့ကပဲအရကတော် AA ကတရားဝင်ကြေညာလိုက်တာပါအခုလက်တလုံးမှာလည်းရခိုင်ပြည်နယ်တဝက်တိုက်ပွဲတွေဟာဆက်လက်ပြင်းထန်နေပြီအရကတော် AA ရဲ့အဓိကယီမန်ချက်တွေတဲကတခုအပါဝင်ဖြစ်တဲ့ရခိုင်ပြည်နယ်မှာအချက်ဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးအလုံးစုံချုပ်ငင်းကြီးအတွက်အရခတတော် AA ကဆက်လက်အကောင့်ထဲပေါနေတယ်လို့ AA ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်လက်ရှိရခိုင်ပြည်နယ်ဒဲမှာတိုက်ပွဲတွေဖြစ်ပွားနေတာတစ်နှစ်ပြည့်သွားတဲ့အချိန်မှာတော့ အရခတတော်အေဟာအရခပြည်သူတွေရဲ့လွတ်မြောက်မှုအတွက်မြို့ပေါင်း၁၂မြို့ကိုအပိသက်တိမ့်ပိုက်ထားပြီးဖြစ်တယ်လို့နောက်ထပ်ကြံနေသေးတဲ့မြို့တွေကိုလည်းအရှိန်ဟုန်ပြင်းပြင်းနဲ့မယက်မနာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့နောက်ထပ်တိမ့်ပိုက်ဖို့ကြံနေသေးတဲ့မြို့တွေတက်ကမောင်တော်တောင်ကုတ်ကွနဲ့အမ်းမြို့နယ်တွေကိုလည်းအပိသက်တိမ့်ပိုက်နိုင်မှုလက်တကန်းအလိုမှာရှိနေပြီဖြစ်တယ်လို့အရခတတော်အေအေကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်ခင်ဗျတဖက်မှာတော့ ပြည်ဦးလင်းမြို့အထက်နောင်ချုံမြို့နယ်ထဲမှာရှိတဲ့တောင်ခိုင်းရွာနဲ့အချက်ပတ်စကောင်စီရဲ့အမတ်တ၃၅လေးတက်စကန်တွေဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးဈေးကောင်စီတက်ကားလေကြောင်းပစ်ကူတွေနဲ့ပါဘုံကျဲတိုက်ခိုက်နေတယ်လို့တရားနယ်လေးကပြောပါတယ်။နိုဝင်ဘာလ၁၃ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲပြည်ဦးလင်းမြို့အထက်နောင်ချုံမြို့နယ်ထဲကတောင်ခိုင်းရွာနဲ့စစ်ကောင်စီအမြောက်တရင်၃၅လေးတက်စကန်တွေဘက်မှာဒီနယ်လေးပီတီရဲ့ပူပေါင်းတက်တွေနဲ့အချက်ပတ်စကောင်စီတက်ကြားတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပါတယ်။အဲဒီလိုတိုက်ပွဲတွေအတွင်း အကျန်းဖတ်စစ်ကောင်းစီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီရှမ်းပြည်နယ်တောင်ပိုင်းရက်စော့ဘက်ကနေပါစစ်အင်အားဖြစ်တင်းတာတွေလုပ်နေပြန်တယ်လို့ TNN ကပြောထားပါတယ်ခင်ဗျဒီတစ်ခါဘကိုးတိုင်းဘက်မှာတော့ပေါကွန်မြို့နယ်မှာစစ်မှုထမ်းတပ်အသစ်တွေအာဂျူမန်တက်လိုက်လံစုဆောင်နေတဲ့ ကင်မွန်ချုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန်းအောင်ဆိုတဲ့သူပြစ်ခတ်ရှင်းလင်းခံရပြီနေရမာတဲ့ပွဲချင်းပြီးကိုတည်သွားတယ်လို့363 PPDF တရင်စစ်ထောက်လမ်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံကပြောထားပါတယ်နိုဝင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲပကောမျိုးနဲ့မှာစစ်မှုထမ်းတတအစ်စ်တွေအာဂျုံမန်တက်လိုက်လံစူဆောင်းနေတယ်ကင်မွန်ချုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန်းအောင်ဆိုတဲ့သူကို363 PPDF နဲ့ပူးပေါင်းအဖွဲ့တွေက အုတ်ကြီးရဲ့နေအိမ်မှာပဲတွားရောက်ပြစ်ခတ်ရှင်းလင်းရမှာနေရမှာတင်ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီအုတ်ချုပ်ရဲမှုတန်းအောင်ဆိုတဲ့သူဟာအကျံဖက်စကောင်စီအတွက်သကောင်စင်းကောက်တာတွေပါလုံနေတဲ့သူဖြစ်တဲ့အပြင်စစ်မှုထမ်းတပ်သားအစ်စ်တွေစုဆောင်းတာမျိုးပေါ်တာဆွဲဖမ်းဆီးတာမျိုးကိုပါအာကျုံမန်တလိုက်လံလှောက်ဆောင်နေသူဖြစ်ရုံနဲ့မကပြည်သူတွေကိုပါစစ်တပ်အားကိုးနေနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့3639တပြည်ရဲ့တရင်ရဲ့ စစ်ထောက်လမ်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ကပြောထားပါတယ်ခင်ဗျအခုတခါရန်ကုန်မြို့မှာလေရွှေပြည်သာမြို့နယ်လော့ကားနေမြေရဲစခန်းကရဲတွေအရက်ဝိုင်းဖွဲ့တောက်နေတဲ့အချိန်လက်ပစ်ပုံးနှလုံးပြစ်သွင်းတိုက်ခတ်ရပါအရက်ဝိုင်းနဲ့ကိုကြက်ရောက်ပောက်ကွဲသွားတယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်နိုဝင်ဘာလ7ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီဝင်းကျင်လောက်မှာပဲရန်ကုန်မြို့ရွှေပြည်သာမြို့နယ်လှော်ကားနယ်မြေရဲစခန်းကရဲတွေ ကင်းကိတ်မှာအရက်ဝိုင်းဖွဲ့တောက်နေတဲ့အချိန်မြို့ပြ UG ရဲဘော်တွေကလက်ပစ်ဘုံနှလုံးပစ်သွင်းတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွေ့လက်ပစ်ဘုံတွေကပြင့်မှတ်နေရာနဲ့အရက်ဝိုင်းကိတ်ကိုကြက်ရောက်ပောက်ကွဲသွားတဲ့အတွက်ရဲတွေဘက်ကထိခိုက်မှုတွေရှိသွားပြီးသေမဲ့သေနဲ့အရင်အတွက်ကိုတော့ဆက်လက်စုံစမ်းနေပါတယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ ရခိုင်ပြည်နယ်စစ်တွေမြို့မှာအချမ်းဖက်စကောင်စီတပ်ကဟိန္ဒူဘာသာဝင်လူငယ်တအုပ်ကိုအကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်လိုက်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။နိုဝင်ဘာလ12ရက်နေ့ည8နာရီလောက်မှာပဲစစ်တွေမြို့နယ်ကယ်ဆယ်ရေးတံတားဘက်မှာလူငယ်တစုဂိမ်းကစားနေတဲ့အချိန်အချမ်းဖက်စကောင်စီတပ်ကလာတဲ့အချိန်နဲ့တိုးပြီးလူငယ်တွေကထပြေးတဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေကအနောက်ကနေတနက်နဲ့ပြစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာဂိမ်းဆော့ယာကနေထွက်ပြေးကြတဲ့လူငယ်တွေတဲက ။တအူးကတော့စစ်ကောင်စီတပ်ရဲ့ပစ်ခတ်လိုက်တဲ့တနက်ကြီးထိမှန်သွားပြီးတေဆုံသွားခဲ့ရတယ်လို့။အဲ့လိုတေဆုံသွားတဲ့လူငယ်ဟာဆက်ရိုးကြရက်ကွက်အကွက်နှစ်မှာနေတဲ့ဟိန္ဒူဘာသာဝင်လူငယ်တအူးဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာပဲစစ်တွေမြို့ကန်တွေကတော့ကြောက်ရွံ့စိုးရိမ်မှုတွေပုံမမြင့်တက်သွားပြီးစစ်ကောင်စီတပ်တွေကြောင့်ကိုယ့်ရဲ့အသက်အန္တရာယ်ဟာဘယ်အချိန်မှစိုးကြုံနိုင်တဲ့အခြေအနေမျိုးခံစားနေကြရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ